ောက်ပြီးတရဏဂုံကိုတရဏဂုံယူရတဲ့အတွက်ကြောင့်ဘယ်လိုအကျိုးတွေရှိတယ်လဲရောကုတ္တရာတရဏဂုံရဲ့အကျိုးကတော့မက်ပြီးတော့ခုနကပြောတာဖူစားရတာပေါ့နော်ဒါကြောင့်မို့လောကုတ္တရာတရဏဂုံရဲ့အကျိုးကတော့ဗာလေဖူလေးပါရတာဒါလည်းပဲလောကုတ္တရာတရဏဂုံရဲ့အကျိုးလို့ပြောနိုင်တယ်နော်ပြီးတော့တန္တရာဆင်းရဲကလွတ်မြောက်မှုအေကံလွတ်မြောက်မှုဒီလွတ်မြောက်မှုကိုလည်းပဲလောကုတ္တရာတရဏဂုံရဲ့အကျိုးနော်ဒီလိုပြောနိုင်တယ် လောကီတရဏဂုံရဲ့အကျိုးကတော့ဘာတွေတော့လောကီတရဏဂုံရဲ့အကျိုးကတော့ဘဝတံပဒါနဲ့ဘောကတံပဒါတဲ့နော်ဘဝတံပဒါဆိုတာဘဝဤပြည့်စုံခြင်းဘောကတံပဒါဆိုတာစီစဉ်ဥစ္စာပြည့်စုံခြင်းဘဝတံပဒါဘောအဘဝဤပြည့်စုံခြင်းဆိုတာဘာလဲဆိုမကောင်းတဲ့ဘဝမရောက်ခွင့်နဲ့ကောင်းတဲ့ဘဝရောက်တာကိုပြောတာလောကီတရဏဂုံမဲဘုရားတရားတန်ခါရဲ့ကိုယရဏယရဏဒီယရဏ၃ပါးကိုကိုယ်ကိုရာဟူ၍စီးကပ်ထားတဲ့တရဏဂုံကြောင့်ဘယ်လိုအကျိုးရလဲ နောက်ဘဝဒီမှာအပယ်မလားဘူးပေါ့နော်ကောင်းတဲ့နတ်ရွာသူပတိကိုရောက်နိုင်တယ်ဆိုတဲ့အကျိုးဒါဘဝတံပရာဘောဂတံပရာဆိုတာကစီးစဉ်ဥစ္စာအနေနဲ့လည်းပဲတရဏဂုံတီတဲ့ပုဂ္ဂိုလ်နဲ့တရဏဂုံမတီတဲ့ပုဂ္ဂိုလ်ထူးတယ်တဲ့နော်နတ်ဖြစ်သွားအောင်တရဏဂုံတီတဲ့နတ်ကတရဏဂုံမတီတဲ့နတ်တဲ့အစအစအရာရာမှာတာလွန်မှုရှိတယ်အသက်ပိုးရှိမယ်အစင်ပိုလှမယ်နော်ပြောတာချမ်းသာပူများမယ် အချမ်းအယံပုံများမယ်အစိုးရမှုပုံများမယ်ပြီးတော့အာယုံ၅ပါးကိုရတဲ့နေရာမှာလည်းပဲတခြားနှက်တွေလည်းကိုကပူပြီးတော့ကောင်းတာတွေရတယ်ပေါ့ဒါကြောင့်မို့တရဏဂုံတီးပြီးတော့သွားနှက်ဖြစ်တဲ့ပုဂ္ဂိုလ်နဲ့တရဏဂုံမတီးဘဲနဲ့နှက်ဖြစ်တဲ့ပုဂ္ဂိုလ်နော်ကွာခြားတယ်ဒါကြောင့်မို့ဗုဒ္ဓဘာသာအနေနဲ့ကဗုဒ္ဓဘာသာမဟုတ်ပေမဲ့လို့နှက်ပြရောက်နိုင်တယ်နော် မဲ့ဖို့နိဗ္ဗာန်ရဖို့မရဖို့ကတော့ဒါသူအထုံးမှဖြစ်မှာ။နတ်ပြည်လောက်နတ်ပြည်လိုဟာမျိုးကတော့ဗုဒ္ဓဘာသာမှာမဟုတ်လေရောက်နေ။အတဏ္ဍာမတိပဲနဲ့ဖြစ်တဲ့နတ်ဆိုတာဖရာဒီဗုဒ္ဓဘာသာမဟုတ်ပဲနဲ့ဖြစ်တဲ့နတ်ပေါ့။နော်။ဒါကြောင့်နတ်ပြည်ဟာဗုဒ္ဓဘာသာတွေအတွက်ကြီးမဟုတ်ဘူးဒါမှတ်ထားကြဟုတ်ကဲ့။ဒါကြောင့်တို့တို့ဗုဒ္ဓဘာသာမှာနတ်ပြည်ရောက်မယ်လို့ထင်နေကြလေဟုတ်ကဲ့လား။ဆရာတို့တရားမင်းကြတော့ဗုဒ္ဓဘာသာရဲ့အမည်ဖြစ်နေတယ် တော့မဟုတ်လည်းဖြစ်နိုင်မဖြစ်မှာပဲတခြားပါလားလေတခြားလေဖြစ်နိုင်တာပဲပြီးတော့ဟိုသာသနာ့ဘခါမှာလည်းတခြားမင်းတွေရှိတာပဲဟုတ်တယ်မလားသူမိစ္ဆာမကြားရင်ဖြစ်အင်းဖြစ်နိုင်တယ်ရှိနိုင်တယ်ဘုရားလက်တဖြစ်တဲ့တခြားကတော့ तू ကတော့တော်ပန်ဖြစ်သွားတာဟုတ်တယ်တော့ဘုရားသာသနာတော့ तू ကစောင့်ရှောက်တယ်ဗါတယ်နဲ့ပြောတာနော်တခြားသာသနာတို့ဘာလို့ဆိုတာဒါတော့တိတ်တိတ်မဟုတ်ပါဘူးထားဒါဒါနောက်မှအဲ့ဒီလိုနော်လောကီတရဏဂုံမှာဒီလိုအကျိုးတွေရှိတယ် အဲ့ဒီတရဏဂုံအကျိုးအနေနဲ့တောင်ပုလူဆရာတော်ဘုရားကြီးခေါ်ထားတဲ့ဝတ္ထုတွေရှိတယ်မှတ်မိလားဘာဝတ္ထုလဲသရဏဂုံအဲအဲ့ဒီကြောင့်နည်းနည်းပြောအောင်နော်ဒီမြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားဆွေမျိုးဆွေတော်မျိုးတော်တွေကပဲတရဏဏိတဲ့အမှန်တရဏမဟုတ်နော်တရဏဏိဆိုတဲ့ဥပဒကတယောက်ရှိတယ်သူတည်သွားတဲ့ခါကျတော့မြတ်စွာဘုရားကပြောတယ်တဲ့အဲ့ဒီတရဏဏိဟာသောတာပန်ဖြစ်သွားတယ် နော်အပေမလားဘူးအပေမကြတော့ဘူးလို့ပြောတယ်။အဲ့ဒီလိုမြတ်စွာဘုရားပြောတဲ့စကားကိုတခြားတာကူမင်းသားတွေကကြားတဲ့အခါကျတော့မယုံဘူးပေါ့မြတ်စွာဘုရားကိုတော့ကဲ့ရဲ့ပြစ်တင်နဲ့ရှုတ်ချကြတယ်နော်ဟာတကယ်ထူးဆန်းပါလားဟေးတရဏာနိလူလူတော်မဟုတ်လားတသက်လုံးအရက်တောက်သွားတဲ့သူတော်မပေါ့သူအတိအရက်သမားကြီးတဲ့တရဏာနိဟုတ်လားတသက်လုံးအရေးတောက်တဲ့လူတော်မှာသောတာပန်ဖြစ်တယ်ပြောရင်တော့သောတာပန်မဖြစ်မဲ့လူလောကရှိမှာမဟုတ်ပါဘူး။ဒီလိုပြောတော့ မဟာနံတာဂီဝင်ကကြားတယ်မဟာနံမင်းသားဆိုဆိုကြပါပြီကြားတော့မြတ်စွာဘုရားတွားလျှောက်တော့မှာအဲ့ဒီမှာမြတ်စွာဘုရားကပြန်ပြီးတော့ဟောပြတယ်နော်ဒီတဏ္ဏာနိဥပါဒကမှာတဲ့တဏ္ဏာနိဥပါဒကဟာနှစ်ပေါင်းများစွာကြာမြင့်စွာသောကာလပတ်လုံးပေါ့ ဖယားကိုတကက်မတုံမလှုပ်သက်ဝင်ကြင်ညိုတယ်တရားတော်ကိုမတုံမလှုပ်သက်ဝင်ကြင်ညိုတာတန်ခါတော်ကိုမတုံမလှုပ်သက်ဝင်ကြင်ညိုခဲ့တယ်တကက်ကြင်ညိုတဲ့စိတ်ရှိခဲ့အဲ့ဒီလိုတကက်ကြင်ညိုခဲ့တဲ့ကြင်ညိုတဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်မှရင်တဲ့အပင်မလားဘူးတဲ့နော်ဒါကြောင့်မို့ငါလည်းတရဏာနိအမှန်ကတရဏာနိဟာတေဂာနိမှာသောတာပန်ဖြစ်သွားတယ်တိခါသုံးပါကိုအပြစ်အဝကျင့်ပြီးတော့သောတာပန်ဖြစ်ပြီးမှသေးသွားတယ် ပေးသွားတယ်ပန်ပြည့်မှာသေးသွားတဲ့အတွက်ကြောင့်မို့အပေမကြတော့ဘူးပေါ့နတ်ပြည်မှာသွားဖြစ်တယ်နော်ဒါတရဏဂုံရဲ့အကျိုးလို့ပြောရင်လားဟုတ်တယ်ဒီနေရာမှာဟိုအယူဆလွတ်သွားနေတာလေးရှိတယ်ဟုတ်လားသူကဟိုသိသိတိုင်အောင်လို့ဆိုရပါစေဟုတ်လားအရက်ကတောက်သွားတယ်လို့ဆိုတယ်နော်ဒါပေမဲ့လို့ဒီပုဂ္ဂိုလ်ဟာပါရမီရှိပြီးတော့ထူးခြားတဲ့ပုဂ္ဂိုလ်ဖြစ်လိမ့်မယ် ပါရမီရှိတဲ့အတွက်ကြောင့်လည်းပဲတေဂန်နီးကြတော့ကိုဒါဘလောက်နီးရတော့ပြောတာကိုသူဒီဟာကိုစွန့်ပြီးတော့တိလတိတ်ခါတကယ်ခံခံမြဲမြဲကျင့်သုံးပြီးတော့တောတာပန်ဖြစ်သွားတယ်အလကားနေရင်ဒီတိုင်းကြီးအပေမလားတာမဟုတ်ဘူးအဲ့ဒါသတိထားဖို့နော်တရဏဂုံတီယုံလေးတီးပြီးတော့အဲတရားရီလှုပ်တယ်အခုသူသူကိုဒီအရက်တွေတောက်တယ်မလားအဲ့တော့တရဏဂုံတီယုံလေးနဲ့အပေမလားတာမဟုတ်ဘူးအမှန်ကတော့ တရဏဂုံတီးတဲ့အတွက်ကြောင့်မို့တစ်ချိန်မှသူသတိရတဲ့အခါကျတော့ဒီတရားကိုလေ့လာတဲ့အာထုတ်တဲ့အခါမှာဘယ်လောက်ကြအောင်အာထုတ်တယ်ဘာတော့မသိဘူးပေါ့လေသူသောတာပန်ဖြစ်သွားအဲ့တော့နောက်ကနောက်ဘက်ကပါရမီတွေကလည်းအပြည့်ပါလာတယ်မြတ်စွာဘုရားဆိုတဲ့တကယ်ပုဂ္ဂိုလ်နဲ့လည်းတွေ့ရတယ်နော်အဲ့ဒါကြောင့်မို့သူဟာသောတာပန်ဖြစ်သွားတာသောတာပန်ဖြစ်သွားတဲ့ခါကျတော့အပေပဲတော့မှမကြတော့ပဲအဲ့တော့ဒီဝိတ္ထုကိုအကြောင်းပြုပြီးတော့အရက်တော့တဲ့လူတွေပေါ့လေဟုတ်လား နော်တို့တော့ယုံကြည်ပါဘူးတဏ္ဍကုံတည်ပြီးတာပဲကွာဆိုတော့ဒီလိုများတော့သွားမလို့ကြနဲ့ဟုတ်လားဘာကြောင့်လဲဆိုတော့ကိုခုနတရဏာဏိမှာရှိတဲ့တဏ္ဍကုံနဲ့ကိုယ်တဏ္ဍကုံနဲ့ကွာတယ်ဒါပြောပြအဲ့ဒီတရဏာဏိကဘလောက်ခိုင်မြဲတဲ့တဏ္ဍကုံရှိတယ်လေဟုတ်လားလူတယောက်ကလာပြောမယ်နဲ့မင်းဖျားဟုတ်ဖျားမဟုတ်ဘူးလို့ပြောတရားဟုတ်တရားမဟုတ်ဘူးလို့ပြောတန်ခါကိုတန်ခါမဟုတ်ဘူးလို့ပြောမပြောမင်းကောင်းဖြတ်တတ်အဲ့လိုပြောရင်လည်းသူကမင်းကကောင်းဖြတ်ခြင်းဖြတ်ငါရေးမလို့ ငါဖယောက်ဖယောက်မဟုတ်လို့မပြောနိုင်ဘူးတရားကိုတရားမဟုတ်လို့ပြောနိုင်ဘူးတန်ခါတန်ခါမဟုတ်လို့မပြောနိုင်ဘူးလို့အစ်ဒီလောက်ခိုင်မြဲတဲ့ယုံကြည်မှုမြတ်စွာဘုရားပေါ်မှာရှိနော်အခုနေ့လူတယောက်ကတန်တဲ့ချိန်ပြီးတော့အဲ့လိုပဲခိုင်ရင်မဲ့လို့လားလှုပ်ချင်လှုပ်မိမှာဟုတ်လားအစ်ဒီလောက်ခိုင်မြဲတာနော်အဲ့ဒီလိုခိုင်မြဲတဲ့ဒီတရဏဂုံသူ့မှာရှိတယ်အခုလူတွေမှာအဲ့လောက်ခိုင်မြဲတာမရှိဘူးအမှန်ဟုတ်လားအဲ့ဒါကြောင့်မို့ အဲ့ဒီပုံကိုကိုစံနမူရာထားပြီးတော့ကိစ္စမရှိဘူးတို့တောက်လဲရေးမကြည့်ဘူးလို့တော့မထင်ကြနဲ့နော်။ဘာလို့ဆိုသူသူသူယုံကြည်မှုနဲ့ကိုယုံကြည်မှုနဲ့လည်း꽈သေးတယ်ဟုတ်လား။သူကပြီးတော့တကယ်ဖရားအစ်စ်ကိုတွေ့ရမြင်ရဖူးရတယ်။ကိုကဖရားနဲ့ဘလို့နှစ်ပေါင်းဘလို့꽈နေလဲ။ဟမ်2600လောက်꽈နေတယ်နော်။အဲ့ဒီလိုဟာတွေရှိတယ်။ပြီးတော့ဒီဦးဇင်းတို့ဗုဒ္ဓဘာသာမှာကတေဂန်ကြီးအရေးကြီးတယ်နော်။တေဂန်ကြီးအရေးကြီးတော့ သူကသေးခံကြီးမှလည်းပဲဟိုမသေးခင်เนี่ยပါလေပတ်တော်မှဖြစ်သွားတဲ့အတွက်ကြောင့်မို့သေးတာဒီကုစိတ်ကောင်းနဲ့သေးသွားတယ်ပြောကြပါအသေးကောင်းတယ်လို့ဆိုရတွင်းဝင်ဖြောင့်ကိုကြတော့ဒီလိုပြခြင်းမှဖြစ်ဟုတ်တယ်မလားသေးခံကြီးကို မတော်တရစိတ်ကူးမိသွားရင်ဘယ်နည်းနဲ့မှမလွတ်ဘူးအပယ်ကနော်အဲ့ဒါကြောင့်မို့တရဏန်ဒီတော့တစ်သက်လုံးတောက်ပြီးတော့တောက်တော့မှဖြည့်သေးတာပဲဒိုလည်းတောက်မယ်ဆိုတော့ ဲ့ဒီနောက်တော့မလိုက်ကြနဲ့လို့ဒါဒါဘယ်တော့မှမဖြစ်နိုင်ဘူးဒါတော့မှဒါဟုတ်ကလားအဲ့တော့တရဏငုတီးရင်အပင်မလာဘူးဆိုတာဟာသေကာနီးမှာဒီတရဏငုတီးတဲ့စိတ်နဲ့သေရင်ပင်မလာဘူးအဲ့လိုတခါယူအောင်ဒီလိုမဟုတ်ရင်နော်တရဏငုတီးရင်အပင်မလာဘူးလို့တာမညာလေးပြောလိုက်ရင်ဘုရားဘာသာတွေဘာမှအပင်လာမှာမဟုတ်ဟမ်ဘုရားဘာသာမှရင်တရဏငုတီးကြမှာမဟုတ်လားဒါမင်းဘုရားဘာသာတွေအပင်အပင်ကြတာလည်းမရှိဘူးလား စားလည်းမရှိတော့ဘူး။နော်ဖရာဖရာတပည့်သားတွေဆွေးကြပါဆိုတော့ကြာကြာရင်ကြာတာ။အေးဒါကြောင့်မို့တရဏဂုံတည်ရင်ပြီးတော့သူထင်ရလို့လို့ရတယ်လို့မမှတ်နဲ့ပြီးတော့တရဏဂုံတည်ရင်အပယ်မကြဘူးဆိုရင်ဒီတရဏဂုံတည်တဲ့စိတ်နဲ့တေတီတောင်ပါသွားရမယ်။တေကနည်းစိတ်မှာတေကနည်းမှာလောဘဒေါသမောဟစိတ်တွေနဲ့သေးသွားရင်ကဲမှာမဟုတ်ဘူး။ဟုတ်ပြီလား။နော်ဒါကြောင့်မို့အဲ့ဒါအဲ့ဒါကိုသတိထားစေခြင်းလေ။အဲဒီဒီဝတ္ထုကြောင့်မို့ဒီလိုနားလည်စေခြင်းလေ။ တာမန်လေးနဲ့ဟိုပေါ့ပေါ့ဆာဆာတွေးလိုက်ရင်ခုနလိုအတွေးမှားတဲ့အယူဆဖြစ်သွားတာနော်အဲ့ဒါကတခုနောက်ဝတ္ထုတစ်ခုကတော့ဘာလဲဟိုတရဏဂုံတီလို့တရားမင်းမောင်းတရားမင်းအဖြစ်နဲ့အချိန်မောင်းဘယ်နှချိန်ပေါ်လို့36ချိန်ဆိုတော့ဘာလို့ဆိုလဖြစ်တာတွေလည်းရှိတယ်နော်အေးဒါတွေကလည်းဟိုတကယ်ဟိုလေးလေးနက်နက်ယူတဲ့တရဏဂုံ ဖြစ်လို့ဒီတရဏဂုံရဲ့အကျိုးပေးလို့ဆိုရင်လည်းရမှာပါဒါအပ္ပဒါမှလာတာတယ်နော်နောက်တစ်ခုကတော့ပါလဲဓမိလဓမိလဥပါဒကဝတ္ထုလည်းဆရာတော်ကြီးပြောလို့ရှိတယ်အဲ့ဒါတော့ဟိုဟိုဟာပါပဲအထူးဟိုပြည့်စရာမရှိပါဘူးနော်အဲ့ဒီဟာပါတော့ဒီဓမိလဆိုတဲ့ပုဂ္ဂိုလ်အမှန်တရားသိမဟုတ်ဘူးနော်ပါဠိမှာဆိုတာဒောဝါရိကာတဲ့တကဆောင်လေတတိခိကိပါဖြစ်ပါလိမ့်မယ်တန်တရားရမှာတကဆောင်ဖြစ်ပေမဲ့လို့သူက ဘာလို့လဲငားတော့တော့မြားเนาะငားငားမြားပြီးတော့ရလာတဲ့ခါကျတော့သူကသုံးပုံပုံလိုက်တယ်သုံးပုံပုံပြီးတော့မှတပုံးကိုဆန်နဲ့ဖလှယ်လိုက်တယ်တပုံးကိုနှုတ်တန်းနဲ့နှုတ်ကျင်ပေါ့လေသူတို့ကြီးတော့ကလားတွေနှုတ်ကျင်စတာနှုတ်ကျင်နဲ့ဖလှယ်လိုက်တယ်ကြံတဲ့တပုံးကိုတော့ချက်ပြီးတော့စားတယ်သူကအဲ့ဒီလိုငားဖမ်းပြီးတော့သုံးပုံပုံเนาะဆန်နဲ့ဖလှယ်နှုတ်တန်းနဲ့ဖလှယ် ကြံတဲ့တပုံချက်နဲ့ဒီလူကြီးစားလာတာနှစ်90ကြာတယ်နှစ်90လောက်လှုပ်လှုပ်လဲတော့ဖိုးအိုဖြစ်သွားပြီဆိုတော့ကြီးတော့တခါတည်းနေမကောင်းပြီးတော့မကြမ်းမှာဖြစ်ပြီးတော့အိယာမထနိုင်တော့အဲ့ဒီခါမှာယဟန်တပါးကရှိတော့အဲ့ဒီယဟန်တပါးကငါလူယဟန်တပါးရှိရနေတော့ဒီဒီဒီပုဂ္ဂိုလ်အနစ်မနစ်မုန်းပါစေနဲ့ဆိုတဲ့အနေနဲ့အဲ့မှာဆုံးခံသွားတာအဲ့ဒီဆုံးခံသွားလိုက်တော့သူသူတခါမှမိမရှိတော့ ဒါဒီလိုလိုပဲဆရာတော်ကြွလာတယ်ဗောဆုံးခံကြွလာဆိုတော့တေးခံနှိပေမဲ့လို့နော်ဒီအကုသိုလ်လုပ်တဲ့လူများကြောက်เสียရကောင်းတယ်ပြောတယ်ဘယ်နဲ့ပြောလဲထင်တော့ဟုတ်တယ်ဆရာတော်ကြီးပြောတာလည်းကြားဘူးပြီးသားနေမှာပါနော်ဘယ်နဲ့ပြောလဲငါလည်းဒီဘုန်းကြီးကြီးတစ်ခေါက်မှမသွားဘူးတဲ့နော်ဒီဘုန်းကြီးလည်းငါ့ရှိအရင်တော့တစ်ခေါက်မှမလာဘူးဘူးတဲ့ငါလည်းသူမသိဘူးသူလည်းငါမသိဘူးဗောအဲငါဗာမြကျေးဇူးရှိလို့သူလာတာလဲထွက်သွားလို့ပြောလိုက်ပါနော်ကဲတော့ပဲ အဲ့လိုခိုင်းတာအဲ့လိုခိုင်းတော့ဒကမကလည်းထွက်သွားပြီးတော့ကတော်ဆုံးမှာဖရာပေါ့နော်ပါဠိလိုတော့အတိတ်စတာဗန်းတီအတိတ်စတာဆိုတာဒီအင်ကြီးကိုကြော်ပြီးတော့တခြားအင်သွားတောက်မှာဖရာလို့ပြောတာပေါ့လေကတော်ဆုံးပေါ်ပမာစကံပြောဆိုတော့ဖုန်ကြီးကမေးတယ်လေနေအောင်တခါတခါကြီးပဲနေနေလေငါတိတ်အားနေနေပြီဗျာဗမာစကံနဲ့ပြောရင်ဒီတောင်ကတက်မယ်မထင်ဘူးဆိုတော့မှ ဒါပေမဲ့ငါလိုက်ကြည့်မယ်ဆိုတော့ဇို့ဝင်သွားတာနော်ဝင်သွားတော့နေရာထိုင်ပြီးတော့တီလာမရမယူခြင်းဘူးလားတက်လို့မေးတာအဲ့ဒီခါကျတော့လေသူကယူမဲ့မယ်ဖေရလို့ရှောက်တာအဲ့ဒါနဲ့တီလာပြီးတော့ခုနလိုပေါ့ဟန်ပန်းတေတို့ဘာလို့ဆိုဆိုမှာပေါ့လေနော်ထားပါတော့ပထမဆုံးတီလာမပေးခင်တရဏဂုံပေးတယ် ဗုဒ္ဓံတရံကိစ္ဆာမိပထမဆိုပြီးမှပါဏတိပါတာဝေရမနိဆိုရတယ်မလားခွန်းတာလေနော်အဲ့ဒီအတိုင်းပဲဘုန်းကြီးကချပြီးတော့တရဏဂုံယူပြီးလေပြီးရောသူရှာကပါဠိပါဠိလိုကြီးတော့စိန်ဟွာပတတိတဲ့ရှာကြသွားတယ်နော်ရှာပေသွားတယ်ဆိုတော့စမဆိုးနေတော့ဘူးတရဏဂုံလေးဆိုယုံလေးပဲဆိုနေတော့တယ်အဲ့ဒါပြီးတော့ရှာသေးတော့မဆိုးနေတော့ဘူးပြီးတော့လေသူကလေအဲ့ချိန်ခါမှာကွဲလွန်သွားတယ်အဲ့တော့ တီလာယူဖို့ဟာတီလာမယူပါပဲနဲ့တရဏဂုံယူပြီးပြီးယူပြီးတဲ့အခိုက်ကလေးမှာပဲကွယ်လွန်သွားတော့အဲ့ဒီတရဏဂုံယူတဲ့စိတ်နဲ့တည်သွားတဲ့အတွက်ကြောင့်မို့နတ်ပြည်သွားဖြစ်တယ်။နော်တသက်လုံးဒီအကုသိုလ်လှုပ်လာတာအဲ့ထက်မှလည်းဆိုတာရှိပါတယ်။ဟုတ်လားတသက်လုံးဒီငားများပြီးတော့ဒီလိုအကုသိုလ်လှုပ်လာတဲ့လူပဲ။ပေကန်နီးလေးမှာဒီသူ့ဖိုးကြီးကသွားပြီးတော့တီလာပြီးတော့ကတီလာတောင်မယူပါသေးဘူးတရဏဂုံယူပြီးတာလေးနဲ့တည်သွားတယ်။ နော်အဲ့ဒီတရဏဂုံယူလိုက်တဲ့စိတ်ဓာတ်နဲ့သူဒေတဲ့အတွက်ကြောင့်မို့တရဏဂုံတကူပေါ့နော်ကုသိုလ်ရတကူကြောင့်စတုမဟာရဏပြည်မှာသွားနှပ်သွားဖြစ်တယ်နှပ်ဆိုတာဖြစ်ပြီးပြီးချင်းသူတို့ကပြန်ပြန်စဉ်းစားတယ်ငါဘာကြောင့်ဒီရောက်လာလဲစတုကအဲ့လိုပြန်စဉ်းစားတဲ့ခါကျတော့ဟာငါဘုန်းကြီးလာငါတရဏဂုံပေးလို့ဒါနဲ့အဲ့ဒီဘုန်းကြီးရှိသူကစဉ်းသွားတယ်စဉ်းသွားတော့ဘုန်းကြီးကအာနင်ဘုရုလဲပေါ့ဒါတပြည့်တော့တပြည့်လောက်ဥပါဒကပါဗျာအမေပဲရောက်နေတယ် ။အဲဒီလိုအခုစတုမာတဲ့နတ်ပြေရောက်။ရှင်ဖျားသီလာပေးတာလေ။အဲ့တော့အရှင်ဖျားသီလာပေးတော့ကအဲသီလာဆုံးပြီတန်အောင်တာဒီလိုအခုရှင်ဖျားပေးခဲ့မယ်ဆိုရင်ဒီလိုတော့ဒီတဲ့အထက်တန်းကျတဲ့နတ်ပြေဖြစ်မှာ။အခုတော့တရဏဂုံလေးရပြီးတော့ဒီလိုတော့သိရတဲ့အတွက်ကြောင့်မို့စတုမာတဲ့အောက်တန်းအောက်တန်းကျတဲ့နတ်ပြေမှာလာဖြစ်ရတယ်ပေါ့ပြောတော့။ဘုန်းကြီးလည်းပြန်ပြောတယ်ငါလည်းပဲတတ်နိုင်မလဲအမင်းမမြူနိုင်ပဲကို။ငါကတော့ဒီလာအကုန်ပေးမလို့လာတာပေါ့လေ အဲ့ဒီလိုပြောတယ်အဲ့ဒီကမှာဒီပုဂ္ဂိုလ်ကတသလုံးဆိုးလာခဲ့တဲ့ပုဂ္ဂိုလ်ဒါအမှန်ပဲနော်တသလုံးအကုသိုလ်ပြုလာခဲ့တယ်သို့သောတေဂာနီအချိန်လေးမှာသူကံကောင်းသွားတယ်ဒါကလျာဏမိတ်တမိတ်ဆွေကောင်းတွေ့သွားတော့စတာပဲဒါကြောင့်မို့ကလျာဏမိတ်တအလွန်အရေးကြီးတဲ့ဥစ္စာဘုရားဘာသာလေးနော်တေဂာနီမှာတရဏဂုံယူပြီးတော့တေးသွားတဲ့အတွက်ကြောင့်မို့နတ်ပြည်သွားဖြစ်တယ်ဒါကြောင့်မို့တရဏဂုံဖရတရတန်ခါကိုကိုယ်ကိုရဟိုရဲ့စီကတ်တဲ့ပုဂ္ဂိုလ်တွေဟာအပယ်မလားဘူးဆိုတာဒါကိုဆိုလိုတာနော် အဲ့တော့အပေမလားဘူးဆိုတာကဒီတဏ္ဍဂုံစိတ်နဲ့အတော့မဟုတ်ကုသိုလ်စိတ်နဲ့သေသေးတဲ့ပုံကိုယ်လေးလို့ဆိုလို့ရတယ်နော်အဲ့ဒါလေးမှတ်ဖို့အရေးကြီးတယ်